နိုင်ပွဲနဲ့ဇာမဘောကိုတခန်းရက်ခဲ့တဲ့မြန်မာနိုင်ငံရဲ့လေးကျန်ကြီးအောင်လာအဆန်မြန်မာအမေရိကန်အောက်ကစားကိုကမ္ဘာစစ်မီအောင်မြင့်တင်ပေးခဲ့တဲ့မြန်မာစစ်ပောင်းအွန်လိုင်းဆန်ကသူ့ exam ဘောနောက်ဆုံးပွဲစဉ်ကိုအမတ်တရဖြစ်ပွဲလဲထုတ်နိုင်ပွဲနဲ့လက်လက်ပပဆုံးသက်နိုင်ခဲ့ပြီတဲ့ဖြစ်ပါတယ်။ဒီနေ့အော်တိုဘားလ၄ရက်နေ့မနက်ပိုင်းမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့159တိုင်ပွဲမှာပြန်မဲ့ဖြစ်သူ Sweden Fighter Zebet DN Custer တန်ကုန်နိုင်ယူပြီးချီရတဲ့မြန်မာပရိသတ်တွေကိုနှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။အွန်လိုင်းဆန်ရဲ့နောက်ဆုံးပွဲစဉ်ကပထမကြိမ်မှာတော့တယောက်နဲ့တယောက်အကဲဆန်းရုံသာလုပ်ခဲ့ပြီး ဒုတိယရှင်နမင်းနဲ့စက္ကန့်20ရောက်မှာပဲတမ်ဘက်ဂက်စတာတန်ကိုလဲထုတ်နိုင်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြည့်ရအောင်ဆုံးပွဲဖြစ်တယ်လို့မန်တကယ်ပဲနိုင်ပွဲနဲ့တူကစားမဘောကိုအပီးတိုင်နှုတ်ဆက်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ထူးခြားဆုံးခိုက်တဲ့တစ်ခုကတော့အောင်လိုက်ဆန်ပွဲထွက်လာကြမှာမြန်မာနိုင်ငံရဲ့ထိပ်တန်းဆိုလိုကြီးလေးပြူကိုရိုင်းကမဲလိုက်ကစချင်းကိုကိုရိုင်းဖြောပြေးပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမျိုးဆဲလို့ရှားစီကကောင်းတဲ့ပွဲထွက်ကန်ကပွဲကြီးပြည်သက်တွေတွေ့ရောမြန်မာပြည်သက်တွေတော့ပါအမှတ်တရဖြစ်စေခဲ့ပြီးကမ္ဘာစစ်ပြိုင်ပွဲတည်းမှာမြန်မာဂီတာမြန်မာအားကစားတဲ့မြန်မာစိတ်တပ်တို့ပေါင်းစည်းခဲ့တဲ့ခမ်းနားတဲ့ခိုက်တဲ့တစ်ခုဖြစ်ခဲ့ပါတယ်။တမက်ဂက်စတာတန်ကဝါချန်ပီယံရှစ်မှာ၁၇ပွဲကစား9ပွဲနိုင်၄ပွဲရှုံးထားတဲ့အတွေ့အကြုံရှိဖိုက်တာတူလည်းဖြစ်ပါတယ်။ အမဆန်ကတော့ဒီပွဲစဉ်ပအဝင်ကစားမပွဲဆူဆူပေါင်းပွဲနဲ့ဆယ်မှာ15ပွဲနိုင်ရရှိပြီးသူချဲ့တဲ့ပြိတက်ကိုဂုံယူစွာနှုတ်ဆက်ခဲ့ပြီလည်းဖြစ်ပါတယ်။အမဆန်က2005ခုနှစ်မှာ professional MMA လောကကိုပွဲဦးထွက်ခဲ့ပြီး2016ခုနှစ်မလ16ရက်နေ့မှာတော့ one championship မှာပထမဆုံးပွဲကိုထိုးတက်ခဲ့တာဖြစ်ပါတယ်။သူကကစားမပွဲဆယ်စုနှစ်တခုနီးပါးထိ one championship မှာကျင်လည်ခဲ့ရမှာ မီဒီယာဝေဒန်နဲ့ live happy boy တဲ့နှစ်ခုစလုံးရဲ့ကမ္ဘာချန်ပီယံဖြစ်ခဲ့သူဖြစ်ကုန်ယူစွာယက်တည်နိုင်ခဲ့ပါတယ်။ World Championship ကလည်းကစားမဘောကနေနားယူတော်မယ့် online ဆိုင်ရဲ့ကစားမဘောအမတ်တရပုံရင်းနဲ့မှတ်တမ်းတွေကိုပွဲမတိုင်ခင်ဒီနေ့မနက်ပိုင်းမှာပဲအကုန်ပြုဖော်ပြခဲ့ပါတယ်။ဒါပြင် online ဆိုင်က World Championship ရဲ့ဂုဏ်သုဆောင် Honor Farmer စီးဝင်သူဖြစ်တော့ခဲ့ပြီးဒါမဲ့ November 17ရက်နေ့မှာဂျပန်နိုင်ငံဒိုတိုမြို့မှာကျင်းပမယ့်1173ပြိုင်ပွဲမှာ World Hall of Fame ကိုတိုတင်းဂုဏ်ပြုသွားမှာဖြစ်ကြောင်းသိရပါတယ်။အော်လာဆန်နိုင်ယူသွားခဲ့တဲ့ကမြန်မာပြည်သက်တွေတော့ပျော်ရွှင်မှုတွေပြီးခဲ့တဲ့လီဂျန်ကြီးတူအိုးကိုလဲလို့ရရသလိုခံစားရတာကြောင့်တကယ်ကိုဝမ်းနဲ့ရပါတယ် ဒါပေမဲ့လေသူကတမိုင်းမှာအောင်မြင်မှုတွေနဲ့ဆွမ်းဆောင်ရည်တွေကကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ဘယ်တော့မှမေ့သွားမှာမဟုတ်တဲ့အမှတ်တရတွေဖြစ်ကြန့်ရှိနေမှာလည်းဖြစ်ပါတယ်။မြန်မာကိုကမ္ဘာကတည်အောင်လုပ်ပေးခဲ့တဲ့မြန်မာနိုင်ငံရဲ့လီဂျန်ကြီးအနေနဲ့အောင်လာဆန်းကကစားမဘောက်ကိုအလှပဆုံးပုံစံနဲ့ဆုံးသက်ခဲ့ကောင်ဂွန်လူစီယာတမိုင်းစာမျက်နှာတစ်ခုကိုရေးထိုးခဲ့ပြီးပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမှားတရချက်ပြပေး။ A little